thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တပင်းရင်းမှာစာတင်ကျောင်းကိုစိတ်လင်းရင်ဖြင့်ပုံကျဲမှုကြောင့်ကျောင်းသားကျောင်းသူ20နှစ်ဆရာမနှုတ်ဦးတည်ဆုံးမှုကုလသမဂ္ဂစည်းဝေးမှာတင်ပြလိုက်ပြီးစေအုပ်စုကိုကုညီနေမှုရပ်တန့်ဖို့တန်အမကြီးဦးကျော်မိုးထွန်းတောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းတပင်းရင်းမြို့နယ်မှာစစ်တပ်ကစာတင်ကျောင်းကိုလင်းရင်နဲ့ပုံကျဲမှုကြောင့်ကျောင်းသားကျောင်းသူ20နှစ်ဆရာမနှုတ်ဦးတည်ဆုံးခဲ့ကြောင်းကုလသမဂ္ဂမှာတန်အမကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုပါရယ်မေလာစနေရက်နေ့အမေရိက ကန်ပြည်တော်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့စင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆိုင်ရာကွန်ဖရင့်မှာ၎င်းကထပ်ပါတိုင်းတင်ပြပြောဆိုလိုက်တာပါမေလ12ရက်နေ့မနက်ပိုင်းစေအုပ်စုကစကိုင်းတိုင်းတပင်းရင်မြို့နယ်အိုထင်းကွင်းရွာရှိစာတင်ကျောင်းကိုလေကျောင်းမှတဆင့်တိုက်ခတ်ရာကျောင်းဆရာမနတ်ဦးနဲ့ကလင်းငယ်20ကန်တိဆုံးပြီးများစွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီဖြစ်ရပ်ကတခုတည်းမဟုတ်ပါကြောင်းတစ်ဖက်မှာလည်းစကိုင်းတိုင်းလွန်ခဲ့တဲ့တလကျော်ကာလတွင်ဖြစ်ပေါ်ခဲ့တဲ့ပြင်းအား9.8အဆင့်ရှိ ငလင်တန်အပြင်ဆုံးထိခိုက်ခံရတဲ့ဒေသများနဲ့ဒေသတစ်ခုဖြစ်ကြောင်းတာမန်ကြီးကပြောဆိုပါတယ်။ အဇမ်ဖတ်စင်အောင်စုကနေ့စဉ်မစင်မတင်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပုံကျဲခြင်းတို့ကအရတားထိခိုက်နစ်နာမှုနဲ့အဆောင်များပျက်စီးဆုံးရှုံးမှုတို့ကိုအလွန်အမင်းဖြစ်ပေါ်စေပြီးစင်စက်မပြတ်ရှိရှိဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ကိုအကောင့်ထဲပို့ဖို့တာဝန်ယူကြတဲ့အဆောင်များဖြစ်တဲ့စာတင်ချောင်းများနဲ့စေယုံများပေါ်အများဆုံးထိခိုက်စေကြောင်းတာမတ်ကြီးဦးကြောင်မထွန်းကဆက်လက်ပြောဆိုပါတယ်။တချို့သောနိုင်ငံများအနေနဲ့စင်အောင်စုကိုထောက်ပံ့နေကြောင်းစင်အောင်စုကိုရုပ်ဝတ္ထုပစ္စည်းအားဖြင့်တော်၎င်းစိတ်ဓာတ်အားဖြင့်တော်၎င်းထောက်ပံ့ပေးခြင်းကကလေးငယ်များ ပါဝင်လူအများပြားကိုစေယုစုကတက်ဖြတ်နိုင်စေဖို့ကူညီပေးရရောက်ကြောင်းဒါကြောင့်ဘုံကျဲတက်ခိုက်ခြင်းများရပ်တန့်ပြီးပါလူများကိုတက်ဖြတ်နေခြင်းကိုရပ်တန့်ပြီးပါစေယုစုကိုကူညီပံ့ပိုးနေခြင်းကိုရပ်တန့်ပြီးဖို့တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာစေယုစုနဲ့ဆီအာနာရှင်စနစ်ကိုအဆုံးသတ်ခါ Federal Democracy ပြည်ထောင်စုထူထောင်နိုင်မှသာလျှင်မြန်မာနိုင်ငံမှာရှေးရှေးတည်တံ့သောငြိမ်းချမ်းရေးနဲ့တရားမျှတမှုတို့ကိုစောင့်ခြင်းပြနိုင်မှာဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုသွားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကဖိအားပေးအပ ြစ်ခတ်ရေးစိမ်းကျိုးပန်းမှုများကိုလက်ခံမှာမဟုတ်လို့အတိအလင်းထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနိုင်ငံတကာနိုင်ငံရဲ့ PRP ဖြစ်ခတ်ရေးစိမ်းကျိုးပန်းမှုမျိုးကိုလက်ခံနိုင်မှာမဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောဆိုပါရယ်။ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်10မြင်းဆောင်2025မှာ၎င်းကအထက်ပါတိုင်းပြောဆိုနိုင်ခြင်းဖြစ်ပြီးနိုင်ငံတကာနိုင်ငံရဲ့နှိစက်ရာညှိနှိုင်းမှုနဲ့ အတက်လုံလို့ရတဲ့အင်အားစုတွေကိုနီလန်းပေါင်းစုံသုံးအတင်းဖီအားပေးဆွေးနွေးခိုင်းမှုကအကျိုးမရှိဘဲသွေးကွဲမှုနဲ့တင်းမာမှုကိုဖြစ်ပေါ်စေနိုင်ကြောင်း၎င်းကရှင်းလင်းပြောဆိုပါရယ်နိုင်ငံတနိုင်ငံကနီးစပ်ရာညှိနှိုင်းမှုတွေနဲ့အတက်ကင်လို့ရတဲ့အင်အားစုတွေကိုနီလန်းပေါင်းစုံသုံးအတင်းဖီအားပေးဆွေးနွေးစေပြီးအပြစ်ခတ်ရစဲစီရင်နီလန်းကိုအသုံးပြုခြင်းကလည်းရှေးရှေးအတွက်အကျိုးမရှိဘဲအခြေအနေကိုပုံမိုးရှုပ်ထွေးစေကတိုင်းရင်းသားအင်အားစုတွေအချင်းချင်းကြားသွေးကွဲမှုတင်းမာမှုတွေကိုဖြစ်စေနိုင်ပါရယ်ဒါကြောင့်မျိုးသားညီညွတ်ရေးအစိုးရ ရအနေနဲ့မိမိတို့ကိုဖိအားပေးပြီးအပြစ်ခံရဲစိမ်းကြိုးပမ်းမှုမျိုးကိုလက်ခံမှာမဟုတ်ပေနိုင်ငံတကာအတိုင်းအဝန်အထူးသဖြင့်အာဆီယံနဲ့အိန္ဒိယနိုင်ငံတွေရဲ့စုစည်းညီညွတ်တဲ့ကြိုးပမ်းမှုမျိုးကိုလမ်းဖွင့်ထားပါတယ်လို့ဦးနေဖုံးလက်ကဆိုပါတယ် လက်တလောအကြံဖတ်စေအောင်စုကဟန်ပြပြစ်ခတ်ရစေကြီးညာနေတော်လဲ၎င်းတို့ကိုယ်တိုင်ကြီးညာထားတဲ့အပြစ်ခတ်ရစေကိုချိုးဖောက်နေကြောင်းစစ်တပ်ရဲ့အကြံဖတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူ334ဦးတိဆုံးခဲ့ကြောင်းဥနီဖုံးလက်ကဆက်လက်ပြောဆိုပါရယ်စေအောင်စုကစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တဲ့မလ28ရက်ကစတင်ပြီးမေလ9ရက်နေ့ထိတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း382ခုပြုလုပ်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေကြောင့်ပြည်သူလူထုတိဆုံးသူ334ဦးရှိခဲ့ကထိခိုက်ဒဏ်ရာရရှိသူ952ဦးရှိခဲ့ပါတယ်ဒီ တလခွဲခန့်ကာလအတွင်းလေကြောင်းတက်ခိုက်မှုတွေကြောင်းလူနေအိမ်900ကျော်စာသင်ကျောင်း40ကျော်နဲ့ဘာသာရေးအဆောင်တွေဖြစ်တဲ့ဘုံကြီးကျောင်း20ခရီးရန်ဖျားကျောင်း၄ကျောင်းဗလီတလုံးတို့ထိခိုက်ပျက်စီးခဲ့ရပါတယ်။လက်ရှိမှာစံဖက်စေအောင်စုကလေကြောင်းတက်ခိုက်မှုတွေမှာဇက်လင်ရင် drone စက်တက်လေဒီပါရာမော်တာတွေအပြင်ဂျိုင်ရိုပရတာလို့ခေါ်တဲ့ရဟတ်ရင်အငင်းစားတွေကိုပါအသုံးပြုလာလဲဖြစ်ပါတယ်။လေကြောင်းတက်ခိုက်မှုတွေအပြင်လက်နက်ကြီးတွေနဲ့လည်းနေစဉ်ရက်ဆက်တိုက်ခိုက်လျက်ရှိသလိုစစ်ကြောင်းထိုးပြီးရွာတွေကိုမိရှုဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိနေတာဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုပါ ါတယ်။အစံဖက်စတက်ကပြည်သူလူထုကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုရွာတွေကိုစစ်ကြောင်းတို့မီးရှို့အစတွေလုပ်ရက်တွေကိုနေ့စဉ်ရက်ဆက်လက်တွေ့လှုပ်ဆောင်နေတော်လဲတစ်ဖက်မှာနိုင်ငံတကာမျက်နှာပန်းလာစေဖို့အတွက်ဟန်ပြပစ်ခတ်ရက်စဲရေးထုတ်ပြန်ချက်တွေကိုထုတ်ပြန်လျက်ရှိကြောင်းသိရပါတယ်။အမှန်တကယ်ပစ်ခတ်ရက်စဲရေးကနိုင်ငံတကာစောင့်ကြည့်လေးလာမှုလိုအပ်မှာဖြစ်ပြီးချိုးပေါက်သူကိုမြည်တို့အေးအေးမလဲဆိုတဲ့အေးအေးမှုတွေပါဝင်ရမှာဖြစ်ကြောင်းစေအုပ်စုရဲ့ဟန်ပြပစ်ခတ်ရက်စဲရေးကချိုးပေါက်ဖို့လွယ်ကူပြီးချိုးပေါက်မှုတွေကိုစစ်တပ်ကကိုယ်တိုင်ကျူးလွန်နေကြောင်း၎င်းကဆိုပါတ

အခုစေယုံစုဘက်ကလှုံ့ဆော်နေတဲ့ဟန်ပြပြစ်ခတ်ရေးစိန်ကြီးညာချက်တွေဟာစီးနောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူပေမဲ့အကြောင်းပြချက်တွေထည့်သွင်းထားတာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။စစ်မှန်တဲ့ပြစ်ခတ်ရေးစဲမှုအတွက်ကျင့်ဝတ်စည်းကမ်းကုတ်တော့ကော့ဒတ်တွေသဘောတူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့အဲ့ဒီကျင့်ဝတ်သဘောတူညီချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းရှိမရှိသိကြစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှုတွေလိုအပ်မှာဖြစ်တဲ့သဘောတူထားတဲ့ကျင့်ဝတ်သဘောတူညီချက်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်သူကိုဘယ်လိုအရေးယူမလဲဆိုတဲ့အရေးယူမှုတွေလည်းပါဝင်ရမှာဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် ်စစ်တပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့ထိရာယီပစ်ခတ်ရေးစိုင်းကြီးကြီးညာထားတော့လေဒီကနေ့မှာတပန်းရင်းမြို့နယ်အတွင်းရှိစာတင်ချောင်းကိုလင်းရင်နဲ့ပုံချင်းခဲ့တဲ့အတွက်ចောင်းသားចောင်းသူ20နဲ့ဆီယမနှံဦးစုစုပေါင်း22ဦးတည်ဆောင်းခဲ့ပါတယ်နောက်ထပ်တပုတ်အနေနဲ့နိုင်ငံတော်လီចောင်းတိုက်ခိုက်မှုတွေစစ်ကောင်စီကတုံ့ပြန်လာဖို့ရှိနေပြီးတပန်းရင်းမြို့နယ်ကိုမနေ့ကညတကောင်ရန်ချင်းစစ်တပ်ကလင်းရင်နဲ့ထပ်မံပုံချင်းခဲ့ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်လီចောင်းတိုက်ခိုက်မှုတွေကိုစစ်ကောင်စီကတုံ့ပြန်လာဖို့ရှိနေတာဖြစ်ကြောင်း နေပြည်တော်စစ်ဘက်တရင်အရင်မြစ်တွေကပြောပါရင်အကြမ်းဖက်မင်းရောင်လိုင်းက2025ခုနှစ်ဒီဇင်ဘာလမတိုင်မီရွေးကောက်ပွဲကျင်းပဖို့အတွက်ရနိုင်သမျှမျိုးနွယ်များအလုံးကိုနေမြေစိုးမိုးမှုပြန်လည်ရရှိပြီးရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆုံးရှုံးထားတဲ့နေမြေတွေကိုစစ်တပ်ကစိုးမိုးမှုပြန်လည်ရရှိရင်မိုးရင်းကာလမတိုင်မီနေမြေစိုးမိုးမှုအတွက်စစ်ကြောင်းထုံးမှုတွေတိုးမြင့်ခြင်းနဲ့နေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လာမှာဖြစ်ကြောင်းအခြားတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့ရှမ်းနိုင်မင်းစစ်စင်ရေးမှလည်းဆက်လက်အကောင့်ထည့်ဖို့နေစေဖြစ်ကြောင်းသိရပါရယ်။လေကြောင်းစစ်စင်ရေးတွေကဒီမီလာထဲမှာပို့ပြီး တိုးလာဖို့ရှိတယ်။မိုးမတိုင်ခင်မြေပြင်ထိုးစစ်နဲ့ဆိုးမွမ်းနိုင်ရေးအတွက်လေကြောင်းတိုက်ခိုက်မှုတွေပိုပြီးများလာဖို့ရှိပါတယ်။ရန်တိုင်းမင်းစစ်စင်ရေးကလည်းဆက်ပြီးအသက်ဝင်နေပါတယ်။နေမြေဆိုးမွမ်းရေးအတွက်မြေပြင်ထိုးစစ်တွေလည်းပိုများလာဖို့ရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။အတန်းဖက်မင်းအောင်လိုင်က2024ခုနှစ်စက်တင်ဘာလတရက်ကစပြီးရန်တိုင်းမင်းစစ်စင်ရေးကိုကောင်းထည့်ဖော်ခဲ့ပြီးအဲ့ဒီစစ်စင်ရေးမှာဆုံးရှုံးနေမြေတွေကိုအဓိကပြန်လဲတိုက်ခိုက်သိမ်းပိုက်ရင်းနဲ့အတန်းဖက်ဖွဲ့လို့စစ်ကောင်စီကြီးညာထားတဲ့လက်နက်ကင်အဖွဲ့တွေကို နေပြည်တော်မှာပြောင်းွယ်သွားတဲ့အထိချေမုန်းနိုင်ဖို့ဖြစ်ပါတယ်ဒီကနေ့မနက်9:55မိနစ်ဝင်းကျင်ချင်းစကိုင်းတိုင်းတပရင်မြို့နယ်အိုထိန်ခွင်ချင်းရွာစတင်ကျောင်းကိုစစ်တပ်ကလီရင်နဲ့ပုံချင်းချခဲ့ရာဆရာဆရာမနှစ်ဦးပါဝင်ကျောင်းသားကျောင်းသူ20စုစုပေါင်း20နှစ်ဦးသေဆုံးခဲ့ပြီး60ဝင်းကျင်တန်းရာရရှိခဲ့ကြောင်းတပရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မနေ့ကစစ်တပ်ရဲ့လီရင်နဲ့ပုံချင်းမှုကြောင့်သေဆုံးသူတွေမှာ မတ်သက်ထားဝေ G11 မောင်စုံမိုးထွန်း G3 Mountain မြောင် G4 မရှင်လဲဝေ G2 မဖြိုးဝေဖြိုး G3 မသွန်းဆက်ဖြူ G2 မထက်ရည်တီထွန် G4 မောင်မြနိုးမောင်မောင် G9 မမွန်မီမီအောင် G4 မဟိုမိုဟီ ကျော် G4 မမမဝင် G10 မလအောင်မဲ G7 မမိုးမြင့်ဟန် G7 မအေးငိမ့်ဆန် G3 မောင်စီယာဖြိုး G5 မချေလီမို G2 မောင်လွမ်းပိုင်ထက် G2 မမျက်နိုး G7 မငိမ့်ရွှေရတီမို G2 မဆုလက်နိုင် G2 တော်ပန်းမမှုဝေဆီယာမတော်စင်မာသူဆီယာမတို့ဖြစ်ကြောင်းသိရပါတယ်။ဒါပြင်မင်းကညတကောင်ရန်ချင်း7နိုင်မိနစ်50မှာလဲစစ်ကောင်စီကတိုက်လေရင်တပရင်မျိုးနယ်ကိုထပ်မံပုံချင်းခဲ့ကြောင်းနေရာနဲ့ထိခိုက်ပျက်စီးမှုအခြေအနေ ေကိုမသိရသေးဘူးလို့ဒေသခံပြည်သူတွေကဆိုပါတယ်။အကြံဖက်စကောင်စီကမေလ6ရက်နေ့မှ31ရက်နေ့ထိအပြစ်ခတ်ရဲစင်ကြီးညာထားပြီးမြန်မာတော်မှလေးချောင်းနဲ့ဘုံချေတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းတွေကိုလှုံ့ဆော်လျက်ရှိကြောင်းတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေနဲ့တော်လိုင်းဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။ ဆလဘီမင်းတပ်မျိုးကိုစကစကလေကြောင်းပုံကျဲတိုက်ခိုက်မှုအစိုးရအဆောင်နဲ့နေ15လုံးကံဖြစ်စည်းရဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်မင်းတပ်မျိုးကိုချမ်းဖတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာအစိုးရအဆောင်နဲ့နေ15လုံးကံထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မေလ9ရက်နေ့ည09:30မိနစ်30ကမင်းတပ်မျိုးကိုအချမ်းဖတ်စစ်ကောင်စီမှလေကြောင်းနဲ့နေစိန်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူများအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။အချမ်းဖတ်စစ်ကောင်စီကအပြစ်ခံရဲစိန်ကြီးညာပြီးနိုင်ငံနဲ့မှလေ ကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကိုနေ့စဉ်လှုပ်ဆောင်နေရဖြစ်တယ်လို့သတင်းတွေမှာဖော်ပြပါရှိပါတယ်ရှင်။